ဲကျွန်တော်တို့ဆက်လက်ပြီးတော့တနင်္လာသားသမီးတွေကံကြမ္မာကိုကျွန်တော်တို့ဆက်လက်ပြီးလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့20မှ3ရက်မတ်လ2025တနင်္ဂနွေနေ့ကနေပြီးတော့20မှ9ရက်မတ်လ2025စနေနေ့အထိတပတ်တာကာလအတွင်းတနင်္လာသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်ကဲတော့ကျွန်တော်တို့ဒီတစ်ပတ်မှာဆိုရင်တော့တင်းနာသားသမီး မိတ်ဆွေများအနေနဲ့ပေါ့နော်ဆိုရင်စက်တူရှယ်ယာအကျိုးတူလုပ်ငန်းတွေအကျိုးပေးတဲ့တပတ်တာဖြစ်ပါတယ်အဲ့ဒီလိုပဲကြီးမားတဲ့အဆောင်ရှောက်အထောက်ပံ့အကူအညီပံ့ပိုးမှုတွေရတတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုယ်မှရှိတဲ့အခက်အခဲပြဿနာကိုတစုံတရာသောသူကတစုံတရာသောပုဂ္ဂိုလ်ကဖြည့်ရှင်းကူညီပေးလိုက်လို့ကိုယ့်ရဲ့အခက်အခဲပြဿနာပြည်လည်သွားတာသို့မဟုတ်လက်ရှိအခြေအနေကနေဒီတမကတိုးတက်သွားတာမျိုးတွေဖြစ်မှာဖြစ်ပါတယ်စနေနံပြည့်စည်းတွေဝင်မယ်ထိပနဲ့အထယ်နာကြီးတွေမမျော်လင့်မဲနဲ့ဝင်တတ်တယ်ဝင်အလွန်ကောင်းတယ် သို့မဟုတ်လျှက်စင်းနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေဝင်တတ်တယ်အလွန်ကောင်းတယ်ယင်ဆက်ပစ္စည်းဝင်မယ်အလွန်ကောင်းတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုကဒီတပတ်တာမှာဆိုရင်တော့ဥမော့ယင်ကော့ပြီးတော့နေနိုင်ပြီကိုလောက်တာတွေကအောင်မြင်ပြီးအရာရောက်ပေါက်မြောက်ပြီဆိုတဲ့တပတ်တာဖြစ်ပါတယ်ပျော်ရှင်စရာခီးကောင်းသောခီးပွဲလန်းသဘင်အလှအတန်းပျော်ရှင်စရာနေရာတွေကိုရောက်ရမယ်အဲ့ဒါစိတ်ချမ်းသာစရာကိစ္စတွေကြုံတွေ့ခံစားဖြစ်ပေါ်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဆက်ဆက်ပြီးလောက်ရတဲ့အလုပ်မျိုးတွေ အကျိုးပေးတဲ့တပတ်တာဖြစ်ပါတယ်အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေကိုလှုပ်ချင်းဖြစ်အောင်မြင်မယ်ဒီတပတ်ဒီကိုကအကြီးအကဲတွေအထက်လူကြီးတွေဆီကအကူကြီးလမ်းခွင့်တောင်းမှုဆိုလို့ရှိရင်တော့ဟလာအကူကြီးတောင်းခံခြင်းဖြင့်ဖြစ်မယ်အဲ့တော့ယာရုတိုးဖို့ကိစ္စတွေဆိုရင်လည်းဒီတပတ်တာမှာယာရုတိုးတာဝင်ငွေတိုးတာလက်ကတိုးတာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတော့မှာဟလာ ကိုမှရှိတဲ့အပြိုင်ဆိုင်အတိုက်ခိုက်ကိုလည်းကိုဟာနှိမ်နင်းကြော်လွားနိုင်ပြီးအောင်မြင်ပြီဆိုတဲ့တပတ်တာဖြစ်ခဲ့ပြီးခဲ့တဲ့ကာလတွေမှာကိုကြိုးစားခဲ့တာတွေကဒီတပတ်မှာပြန်ပြီးတော့အရာထင်မယ်ပိစက်သမ ्या တွေကပြန်ပြီးတော့ဒီတပတ်တာမှာတော့အကျိုးခံစားရမယ်ဆိုတဲ့ကောင်းသောတပတ်တာဖြစ်ပါတယ်အလုံးကံကောင်းတဲ့နေရာမှာပါဝင်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့စိတ်ချမ်းသာစရာတွေပျော်စရာတွေတွေ့မယ်လွတ်လွတ်လပ်လပ်အကြက်တဲဆိုတာမျိုးမရှိဘူးဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ ကိုမှရှိတဲ့အကြက်တဲတွေစိုးရင်ပူပန်မှုတွေကနေဒီဘက်တာမှာအေးအေးဆေးဆေးအဲ့လားလွတ်လပ်လတ်လတ်နဲ့ကြော်လွားနိုင်မယ်အရင်ပြီးခဲ့တဲ့တလနှစ်လမှာတစ်ပတ်နှစ်ပတ်မှာအဆင်မပြေတာတွေအခုတော့အဆင်ပြေပြီးစိတ်အေးရပြီဆိုတော့ကာလတစ်ပတ်တာဖြစ်ပါတယ်အဲ့တော့ကိုပိုင်လုံကရောင်းဝယ်စီးပွားရေးလုပ်တဲ့မိတ်ဆွေများအနေနဲ့တိတိတာတာတိုးတက်မှုတွေရတတ်တယ်ကုညီမှုလမ်းအခွင့်အထောက်ပံ့မျိုးတွေရတတ်တဲ့တစ်ပတ်တာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်လည်းမမျှော်လင့်မဲ့ငွေကြေးအထောက်ပံ့အကူအညီအခွင့်အလမ်းတွေရတာ ငွေဝင်တာလက်ရွှင်ကန့်ကောင်းတာမျိုးတွေကြုံတွေ့ရမဲ့တပတ်တာဖြစ်ပါတယ်လူငယ်များအဖို့ချစ်သူကြီးစားတစ်တေရတာအခြေအိမ်တော်ရဲ့မြေတိုင်နဲ့ပတ်သက်ပျော်ရွှင်စိတ်ချမ်းသာတာသို့မဟုတ်ပြဿနာတက်နေတော့ဒီတပတ်တာမှာပြန်လဲအဆင်ပြေလာတာမျိုးတွေတွေ့ရမဲ့တပတ်တာဖြစ်ပါတယ်ကျမရေးရဆိုလဲပုံမှန်အခြေအနေသို့မဟုတ်ပုံမှန်ထက်ကောင်းတဲ့အခြေအနေမျိုးမှာကြုံတွေ့ရမဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာကာလမမျော်လင့်မဲနဲ့အိမ်ကိုကလေးတွေပါရောက်လာတာပေါ့နော်ကိုယ့်ရဲ့တူတူမတွေသို့မဟုတ် ကိုနဲ့ပတ်သက်တဲ့အင်းနီနာချင်းဟုတ်လားပတ်သက်ပတ်သက်ကြောင့်ကလေးတွေအိမ်ကိုရောက်လာတာမျိုးဆိုရင်ပို့ပြီးတော့တော့ကန်ကောင်းတယ်အဲ့ဒီကလေးကိုကိုကဟုတ်လားမုံမိုးပေးတာတို့ဟုတ်လားအယုတ်ကလေးစားစရာလေးဝယ်ကျွေးတာမျိုးအဲလုံမယ်ဆိုရင်ဟုတ်လားအဲ့ဒီလိုကျွေးပြီးတော့ဟုတ်လားလက်ဆောင်ပစ္စည်းလေးပေးပြီးတော့ကိုတက်နိုင်တဲ့လောက်ကိုလိုရအောင်ဆူတောင်းမယ်ဆိုရင်ဆူတောင်းပြည့်နိုင်တဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ်အဲ့တော့ဒီတပတ်ရဲ့အဓိကသည်ဒီတပတ်မှာစိုးရင်ကြောင်းကြမှုဆိုတာမျိုးမရှိဘူး အေးဆေးစွာလွတ်လပ်စွာကြော်လွှားနိုင်မယ်နော်အခက်ခဲတွေကိုအပိတ်ဆို့တွေကိုကောင်းစွာကြော်လွှားနိုင်မယ်အဲ့လိုပဲကြီးကြီးမားမားအထောက်ပံ့ကူညီတွေရမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့အကြက်တဲ့မရှိတော့ဘဲနဲ့လွတ်လွတ်လပ်လပ်ပျော်ရွှင်နိုင်ပြီးစိတ်ချမ်းမြေ့နိုင်ပြီးဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့လုပ်ငန်းတွေစတင်တည်ထောင်ခြင်းသာအဲ့ဒါကိုပိုင်လုပ်ငန်းတူထောင်ခြင်းသာဆိုင်သနာယုံငန်းတွေဖွင့်ခြင်းသာအလုပ်တစ်ခုစခြင်းသာ င်တာဗျူးဖြစ်နေတာအလုတ်သားလျှောက်နေတာဒီလိုကိစ္စတွေကိုမှကြံစီထားတယ်အခြားသောအရေးကြီးကိစ္စတွေလည်းကိုမှရည်ရွယ်ကြံစီထားတာရှိတယ်ဆိုရင်အကောင့်ထဲပေါ်လှုပ်ဆောင်ခြင်းဖြင့်အောင်မြင်ကံကောင်းနိုင်တဲ့လမ်းအခွင့်သာတဲ့တပတ်တာဖြစ်ပါတယ်လားတူပဲဒီတပတ်တာမှာဆိုလို့ရှိရင်တော့ဟာလားကိုလှုပ်ရင်လှုပ်နိုင်တလောက်အချိုးပေးအရာထင်မယ်ပြီးခဲ့တဲ့ကာလတွေမှာအစင်မပြေလို့စိတ်ညစ်ရရင်တော့ဒီတပတ်တာမှာပြန်လဲလှုပ်ယူစူးစမ်းခြင်းဖြင့်အောင်မြင်နိုင်တဲ့ပြောင်းရွှင်ခြင်းနေကံကောင်းခြင်းနေအဆုံးသတ်မဲ့ ဟလာစိတ်ချမ်းသာမှုကောင်းတဲ့တပတ်တာကိုကြုံတွေ့ရမှာဖြစ်ပါတယ်။အဒီတပတ်တော့ကံကောင်းလက်ရှင်ကဏ္ဍအနေနဲ့ကတော့ခုနှစ်ကဏ္ဍအကျိုးပေးတဲ့အကြောင်းကတော့အဖြူရောင်ဖြစ်ပါတယ်။တနင်္လာသားသမီးမိတ်ဆွေများတို့ပါ။